ကျမ်းမာရေးဆိုင်ရာသုတေသနပညာရဲ့တိုးတက်လာဖို့နဲ့သုတေသနရလဒ်တွေကိုအမှန်တကယ်လိုအပ်နေသူတွေလက်ထက်ရောက်ဖို့ရည်ရွယ်ပြီး53ကြိမ်မြောက်သုတေသနညီလာခံနဲ့စာတမ်းဖတ်ပွဲကို January 5ရက်ကစပြီး9ရက်ကြာကျင်းပနေပါတယ်။မြန်မာအစိုးရရဲ့ကျန်းမာရေးအသုံးစရိတ်ကိစ္စစာတမ်းဖတ်ပွဲမှာဖောက်ပြခဲ့ရလား။ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံမှာစာတမ်း106ဆောင်နဲ့ပိုစတာ32ဆောင်တင်သွင်းခဲ့ပြီးအကောင်းဆုံးသုတေသနစာတမ်းနဲ့ပိုစတာစု9ဆုကိုချီးမြှင့်သွားမယ်လို့ ညွှန်ကြားရေးမှူးဒေါက်တာဝင်းအောင်ကပြောပါတယ်။ညီလာခံမှာပါဝင်တဲ့စာတမ်းတွေကမြန်မာပြည်ကျန်းမာရေးပြဿနာတွေကိုဖော်ပြထားတာကြောင့်အကျိုးရှိတယ်လို့သူကဆိုပါတယ်။မင်းညီလာခံကြီးမှာတင်ပြဖတ်ကြားမဲ့သူနာစာတမ်းတွေနဲ့နှင်းတော့ဖလေပွဲတွေရဲ့ကောင်းစဉ်များအနေနဲ့ကကျွန်တော်ဒီနေ့ကျွန်တော်တိုင်းပြည်မှာမြန်မာခေတ်ကာလမှာနိုင်ငံအတွက်ရင်ဆိုင်ကြုံတွေ့နေရတဲ့ရေးကြီးချက်မှတ်ပြဿနာများနဲ့ဆက်စပ်မှုရှိနေတာကိုတွေ့ရပါတယ်။ဒါကြောင့်မို့ညီလာခံကြီးမှာတင်ပြဆွေးနွေးတိုင်ပင်အဖြေရှာဖော်ထုတ်မှုများရဲ့ရလဒ်ဟာ ကျွန်တော်မြန်မာနိုင်ငံရဲ့ကျန်းမာရေးအဆောင်ဆုံးမှုကဏ္ဍမှာတပတ်လန်းကနေပြီးတော့ထောက်ကူပြုလိမ့်မယ်လို့ယုံကြည်မိပါတယ်။လူမှုဝန်ထမ်းဦးစီးဌာနကဒုညွှန်ချုပ်ဒေါက်တာဆန်းဆန်းအေးကကျန်းမာရေးဝန်ကြီးဌာနမှာလောက်ကင်ခဲ့မှုတဲ့သူ့ရဲ့အတွေ့အကြုံရဆိုရင်တနိုင်ငံလုံးရဲ့ GDP 200ခန့်နှုန်းကိုပဲကျန်းမာရေးအသုံးစရိတ်အဖြစ်သုံးစွဲတာအင်မတန်နည်းပါတယ်လို့သူ့ရဲ့စာတမ်းထဲထောက်ပြထားပါတယ်လို့ပြောပါတယ်။ ကျမရဲ့ကဏ္ဍဘဏ္ဍငွေသုံးဆမှုကကျတော့အမစာနံမှာလည်းထည့်ပြီးတော့ပြောပြီးပြီးအဲ့မှာကျတော့ဟိုဟာဘဏ္ဍငွေရင်းနှီးမြှုပ်နှံမှုတအားနည်းသေးတယ်အမတို့တိုက်တာတဲ့ indicator နဲ့ဆိုလို့ရှိရင်စုစုပေါင်းကျမရဲ့သုံးဆကဒီတမျိုးသားလုံးအသုံးဆ GDP ရဲ့ percentage 100%ခန့်လုံးမရှိတော့တအားနည်းနေတယ်အဓိကကဒီအမတို့ဒီမှာ message အဓိကပေးချင်တာကကျမရဲ့ဆောင်ရှားမှုအတွေ့ကျမရဲ့စနစ်အတွေ့အသုံးပြုတဲ့ငွေကြေးတွေဒီအရန်ရာခိုင်နှုန်းနည်းသေးတယ် ိုကျမ်းမာရေးမှာရင်းနှီးမြှုပ်နှံမှုနည်းတယ်ဆိုတော့အမမက်ဆေ့ချ်ပေးချင်ပါတယ်ရန်ကုန်စေတုသေသနာဦးစီးဌာနမှာဇန်နဝါရီ9ရက်နေ့ထိကျင်းပနေတဲ့ဒီညီလာခံမှာဆေးဘက်ဆိုင်ရာနှီးနှောဖလှယ်ပွဲ၁၁ခုနဲ့ပညာရေးဆိုင်ရာဟောပြောပွဲ၂ခုတို့လည်းပါဝင်ပါတယ်ဓာရုပိုးသက်စေအန်အေနဲ့ပတ်သက်လို့တာပေါင်းမြို့နယ်လယ်သမားတွေကိုလေ့လာပြီးစာရန်ပြုစုခဲ့သူဒေါက်တာကျော်စိုးကဓမ္မကြီးဩဇာရဲ့အန်အေကိုလယ်သမားတွေသိပေမဲ့အကာအကွယ်ရဖို့အခက်အခဲရှိတယ်လို့ဆိုပါတယ် ဓာမြေဩဇာနဲ့ဓာတုပိုးသက်စေးတွေရောင်းချနေတဲ့ကုမ္ပဏီတွေအနေနဲ့ဈေးအာဏီတင်ကိုကြောညာမနေပဲလယ်သမားတွေကိုအနေရမရှိစေအောင်အကာအကွယ်ပစ္စည်းတွေနဲ့ပိုးသက်စေးအနေရဗဟုသုတပေးဖို့လိုတယ်လို့ရှင်းပြပါတယ်ပိုးသက်စေးရောင်းရတဲ့ပေါ့နော်ဒီပိုးသက်စေးအကာအကွယ်ဖြစ်တဲ့ဝတ်စုံကိုပံ့ပိုးပေးတာလို့နောက်ပြီးတော့ဟိုပိုးသက်စေးဆိုင်အကျမကြီးပေါ့နော်လက်ကမ်းစာဆောင်တွေပေးဝေတာလို့နောက်ပြီးတော့ ဒီလိုရောင်းချရတဲ့ကုမ္ပဏီတွေကဒီတောင်းတဲ့သမားတွေပေါ့နော်အခါအားလျော်စွာပညာပေးတာတွေကိုဟိုလုပ်မယ်ဆိုရင်တော့ဒါပို့ပြီးတော့ပေါ့နော်ကောင်းတယ်လို့ပြင်မှာ